တပ်ဗံအာဟုဒဗန္တံအနာမတံလက်နက်ဟုသမျှမကင်ရလို့ပါရသိကံအထကထာမှာဆိုထားတဲ့အတွက်ယဟန်မန်သမျှလက်နက်ကင်ခွင့်မရှိပါဘူးနော်အရှင်ဖုရားဘုန်းကြီးတွေကတနက်ကင်လို့ရလာဖုရားဖြည့်ပေးတော်မူပါဖုရားတဲ့တပ်ပံအာဝုဒဗန္တံအနာမတံ လက်နက်ဟုသမျှမကင်ရလို့ပါရသိကံအထကထာမှာဆိုထားတဲ့အတွက်ယဟန်မှန်သမျှလက်နက်ကင်ခွင့်မရှိပါဘူးနော်ယဟန်တွေလက်နက်ကင်မယ်ဆိုရင်ဒုက္ခအာပတ်သင်ပါတယ်ယဟန်ဆိုတာကမေတ္တာတရားကိုရှေ့ရှုပြီးနေရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လက်နက်ကင်မယ်ဆိုရင်လောကအနေနဲ့လည်းအမြင်မတင်တဲ့သလိုဝိနည်းရှုထောင့်ရကြည့်မယ်ဆိုရင်လည်းပဲအာပတ်သင်တဲ့အတွက်လက်နက်မကင်သင်ပါဘူးနော်အရှင်ဘုရားယဟန်တော်များဟာ လက်နက်ကင်ကာကွယ်ရေးတပ်ဖွဲ့များကိုဥဆောင်ဖွဲ့စည်းခွင့်ရှိပါသလားဖရားတဲ့လုံးဝမရှိပါဘူးယဟန်တော်တွေဟာစေအင်္ကာ၄ပါးရှိသောစီရင်ပြရာအရက်ကိုတွားရောက်မကြည့်ရပါဘူးတွားရောက်ပြီးကြည့်မယ်ဆိုရင်သုဒ္ဓပါစိတ်အဘက်တင်ပါတယ်အကြောင်းရှိလို့စစ်မြေပြင်ကိုတွားမယ်ဆိုရင်လည်းခုနှစ်ရက်ထက်ကြော်ပြီးမတွားရပါဘူးခုနှစ်ရက်ထက်ကြော်ပြီးတွားမယ်ဆိုရင်သုဒ္ဓပါစိတ်အဘက်တင်ပါတယ်စစ်စင်ရာအရက်ကိုလည်းမတွားရပါဘူး စစ်စင်ရအရက်ကိုသွားမယ်ဆိုရင်တုဒ္ဓပါစိတ်အာဘတ်တင်ပါတယ်အဲ့ဒီလိုစည်ရေးပြရာကိုကြည့်ရှုခြင်းစစ်စင်ရအရက်ကိုသွားခြင်းစတာတွေကိုပြုလုပ်ရင် တောင်မှအာဘတ်တင်ပြီးအပြစ်ရှိသေးတယ်ဆိုရင်လက်နဲ့ကင်ပြီးကိုယ်တိုင်ဖွဲ့စည်းခြင်းကပို၍အပြစ်ရှိတဲ့အတွက်မလုပ်ကောင်းဘူးလို့ပြောခြင်းပါတယ်စိမှုထမ်းနဲ့စည်ပြေးများယဟန်ခံပါကယဟန်ဖြစ်ပါသလားဖရာတဲ့ဗိဓိတာရမင်းကြီးဤစိမှုထမ်းများကို ိဗိဒါရမင်းကြီးခွင့်ပြုချက်မရှိဘဲနဲ့ယဟန်တွေကယဟန်ခံပေးလိုက်တဲ့အတွက်ဗိဗိဒါရမင်းကြီးသည်မြတ်စွာဘုရားခံသို့ရောက်လာပြီးဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားမိခယောက်ျားဘရင်စစ်မှုထမ်းများကိုဘရင်ခွင့်ပြုချက်မရှိဘဲနဲ့ယဟန်ခံပေးခြင်းဟာတတိတော်လိုသာသနာကိုကြီးညိုတဲ့မင်းများလက်ထက်မှာဆိုရင်တော့ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်မဖြစ်နိုင်ပေမဲ့သာသနာကိုမကြီးညိုတဲ့မိစ္ဆာဒိဋ္ဌိမင်းများလက်ထက်မှာဆိုရင်တော့ ယဟန်ခံပေးတဲ့ယဟန်များအန္တရာယ်ဖြစ်နိုင်ပါတယ်ဖရားဒါကြောင့်မိခယောက်ျားစိတ်မှုထမ်းများကိုယဟန်ခံမပေးပါနဲ့ဖရားလို့ပြောထားပါတယ်ဗိမိတာရမင်းကြီးရဲ့ပြောထားချက်ဟာတင်းမြတ်လာတာကြောင့်မြတ်စွာဘုရားကယဟန်တို့မိခယောက်ျားစိတ်မှုထမ်းများကိုရှင်ယဟန်ပြုမပေးရမိခယောက်ျားစိတ်မှုထမ်းများကိုရှင်ယဟန်ပြုပေးမယ်ဆိုရင်ပြုပေးတဲ့ယဟန်ဒုက္ခအဘက်တင့်စီဆိုပြီးသိခါဘုတ်ပြည့်ညတ်တော်မူပါတယ်။ဒါကြောင့်စိတ်မှုထမ်းတဲ့စည်ပြင်းများကို ဟတ်ခံပေးလို့မရပါဘူးယဟတ်ခံပေးမယ်ဆိုရင်ယဟတ်ခံပေးတဲ့ယဟန်ဟာဒုက္ခအဘက်တင့်ပါတယ်သို့တော့ယဟန်ခံတဲ့ပုဂ္ဂိုလ်မှာတော့ယဟန်ဖြစ်ပါတယ်နော်ကိုကြောင့်မတော်တဆထိခိုက်မိပြီးမသေးမရှင်ဖြစ်သွားတယ်ဆိုပါတော့ဖေယားဒီအတိုင်းထားတင်လားမြ мян အဆုံးသက်ပေးတင်လားဖေယားမကြည့်ရလို့တက်လိုက်မိပါတယ်ဖေယားတဲ့ဦးစင်းတို့ဗုဒ္ဓဘာသာဝင် အချို့ဟာ တတဝါတကောင်ကိုမတော်တဆထိခိုက်မိလို့အဲ့ဒီထိခိုက်ခံရတဲ့တတဝါဟာမသေးမရှင်ဖြစ်နေတယ်ဆိုရင်ဝတ်လိုက်မှကြောက်လို့ဆိုပြီးအဲ့ဒီမသေးမရှင်ဖြစ်နေတဲ့တတဝါကိုတခါတည်းတတ်ပလိုက်ပါတယ်အမတ္တမမှားယွင်းတဲ့လုပ်ရက်ပါပဲနော်မြတ်စွာဘုရားကစေတနာကံမဘိခဝီစေတနာကိုကံလို့ဟောပါတယ်ကောင်းတဲ့စေတနာသည်ကောင်းတဲ့ကံဖြစ်ပြီးမကောင်းတဲ့စေတနာသည်မကောင်းတဲ့ကံဖြစ်ပါတယ် မိမိကသူ့ကိုမတော်တဆထိခိုက်မိတာမှန်တော်လဲပဲမသိမရှင်နဲ့ဒုက္ခဖြစ်ပါစေဆိုတဲ့မကောင်းတဲ့စေတနာနဲ့လှုပ်တာမဟုတ်တဲ့အတွက်အပြည့်မရှိပါဘူးနော်မသိမရှင်ဖြစ်နေတာကိုကြည့်ပြီးဝက်လိုက်မှကြောက်တဲ့အတွက်တတ်လိုက်ခြင်းဟာသိပါစေဆိုတဲ့မကောင်းတဲ့စေတနာဦးစီးနေတာကြောင့်အပြည့်ရှိပါတယ်ဒါကြောင့်မိမိကြောင့်မတော်တဆထိခိုက်မိတဲ့တတ္တဝါလေးတွေမသိမရှင်ဖြစ်နေပြီဆိုရင်မတတ်ပါနဲ့ အတက်နိုင်ဆုံးပြုစုစောင့်ရှောက်ပေးပါလို့ပြောကြင်ပါတယ်။